အတူပီမူဝရမြမပြည်သူတွေကိုအကာအကွယ်ပေးဖို့လုံခြုံရေးကောင်စီကိုဒေါက်တာစာစာပန်ကြားမြမပြည်သူတွေနောက်ထပ်လူခွင့်ရေးချိုးဖောက်မှုတွေဆက်မခံရအောင် responsibility to protect အတူပီလို့ခေါ်တဲ့ပြည်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း တိုင်းနာဆောင်ရွက်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုမြန်မာအထူးကိုယ်စားလှယ်ကဒီနေ့တောင်းဆိုလိုက်ပါတယ်ကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်အဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကခန့်အပ်ထားတဲ့ဒေါက်တာဆာဆာကအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကိုလိမ့်မှုပြီးပေးပို့လိုက်တာပါဒီစာမှာ စစ်တပ်ဟာအာဏာသိမ်းစစ်ကောင်စီကိုထောက်ခံလာအောင်အကြမ်းဖက်တဲ့နှီးတွေကိုဆက်ပြီးတိုးမြင့်အုံပြုလာကြောင်းဖော်ပြထားပါတယ်။ဒါပြင်လူတယောက်ရဲ့ရှင်သန်နေထိုင်ခွင့်လွတ်လပ်စွာစုဝေးခွင့် မတရားဖမ်းဆီးချုပ်နှောင်မှုကနေကင်းလို့ခွင့်လွတ်လပ်စွာဆန္ဒသဘောထားဖော်ထုတ်ခွင့်စတဲ့လူခွင့်ရေးတွေကိုရဲနဲ့စစ်တပ်ကဆိုးဆိုးဝါးဝါချိုးဖောက်ကျူးလွန်နေကြောင်းလဲရေးသားထားပါတယ်မြန်မာပြည်သူတွေဟာဒီလောက်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုရင်ဆိုင်နေရပေမဲ့သူတို့ရဲ့ရဲစွန်းတတ္တိကို ပြသခဲ့ကြတယ်လို့ဒီစာမှာဖော်ပြထားပါရဲမြန်မာပြည်သူတွေအပေါ်အကြမ်းဖက်နေတာတွေရက်တန့်အောင်တိုးမြင့်ဖြစ်အားပေးဖို့ ဥပေဒမဲ့ဖန်ဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းပေးဖို့လုံခြုံရေးကောင်စီအနေနဲ့အစွမ်းကုန်ကူညီလှုံ့ဆော်ပေးဖို့လဲဒေါက်တာဆာဆာကတောင်းဆိုထားပါတယ်